ွက်ပြပါမယ်တတိထားဖို့ပါပြပါက IUG ကိုငွေကြေးထောက်ပံ့ဝမ်းရတဲ့လူတွေဟာ IUG ဟာရိုးရိုးတန်းတန်းအစိုးရတရားဆိုတော့ပြဿနာမရှိဘူးကြောက်ဆုံးသွားလည်းပြဿနာမရှိဘူးเนาะအကြမ်းဖက်ဖြစ်သွားရင်ပြဿနာရှိတယ်အကုန်လုံးပြည်နေတာဘေးခံရပြီးတော့ဆက်ကောက်စီလက်ထက်ပြန်ရောက်လာနိုင်တယ်ပြပါမှာထောက်ပံ့နေစီးပွားရေးတမားတွေ IUG ဘက်ဖြစ်ဖြစ်မြန်မာဒေါ်လာကြီးပါဝင်နေတဲ့လူတွေတတိထားဖို့လိုတယ်ဒါလို့ဆိုရင်ပြည်သူတွေကတော့ဒေါ်လာကြီးကိုမုံမြတ်တဲ့စေတနာနဲ့ပေးတယ် ဒါပေမဲ့နိုင်ငံတကာဥပဒေအရထောက်ချောက်တွေရောက်သွားနိုင်တယ်။ UNGCRPA ကိုထောက်ပံ့လို့ UNGCRPA ဟာအကြမ်းဖက်အဖွဲ့အစည်းဖြစ်တတ်မှတ်ခံလိုက်ရရင်တရားခံတော်ဖြစ်သွားနိုင်တယ်။အန်ဒီဘယ်လောက်ကြီးလဲစဉ်းစားကြည့်။ကျွန်တော်တို့ဥပဒေမဟုတ်ဘူးသူတို့နိုင်ငံရဲ့ဥပဒေထောက်ပံ့သူတွေသတိထားကျွန်တော်ပြောချင်တာကထောက်ပတ်ခြင်းမထောက်ပတ်ခြင်းကိုယ်ပိုင်းပြန်လည်ထိကြောင်းခြင်းမထိကြောင်းခြင်းလည်းသူတို့ပိုင်း တော်လာရေးကိုချစ်လို့ပြည်သူတွေစာနာလို့တော့တော်လာရေးအတွက်ရန်ပုံငွေလူကြတဲ့ပြည်သူတွေစီစဉ်သူတွေစီးပွားရေးလုပ်ငန်းရှင်တွေပြည်ပမှာတေချာနားထောင်ဖို့လိုတယ်ကျွန်တော်တို့ဒီပြည်ပကနေဝိုင်းရတဲ့သူတွေရဲ့အနစ်နာခံမှုတော့ကိုတော့ကိုတန်းလိုက်တယ်လို့ပေါ်ဝင်အပြည့်မှုအရဟာအပြည့်မဖြစ်တော့ဖို့အရေးပေါ်တတိထားဖို့လိုနေတယ်ဥပမာ UNGC ကပေးတာငွေကြေးအလဲသုံးစားမှု အယတတဖြတ်မှုတွေရှိခဲ့တယ်လို့စက်ကောက်စီကပုံဖော်နိုင်ခဲ့ရင်အကြံဖက်အဖွဲ့ဖြစ်တမတ်ခံရမယ်ဆိုရင်မိကိုထုတ်ကြည့်ပါအဲ့လိုသာဆိုရင်ဒီနေ့လူတာပတ်စံလူတာတော်လိုင်းအတွက်ဆိုပေမဲ့အကောင်းဆိုပေမဲ့မနေ့ကကြိုင်တရားရုံးမှာသွားရင်းဆိုင်နေရတဲ့အခြေအနေဖြစ်သွားနိုင်တယ်တဘောပေါက်ရအောင်ဒီအရေးကြီးလို့အဲ့ဒါဟာ ် UNG ကိုတော့တေချာထိမှတ်ထားရတော့ပြဿနာမရှိဘူး UNG တော့နော်ပြပမောက်ကိုဈေးကွက်မှာလက်နဲ့ဝယ်ပြီးတော့လက်နဲ့မောက်ကိုလောက်တာတို့ပဲဖြစ်ဖြစ်ငွေကြေးတွေပဲဖြစ်ဖြစ်အကြမ်းဖက်တဲ့ပုံရိပ်နော်ပြည်တွင်းမှာလက်လုံးဆက်ပဲတပ်ဖြတ်မှုတွေကြောင့်အကြမ်းဖက်ပုံရိပ်စစ်ကောက်စီကပုံဖော်နိုင်ွားရအကြမ်းဖက်ကိုထောက်ပံ့တဲ့အခြေအနေဖြစ်သွားနိုင်တယ်ကြာဟာခြေချောက်တော့ဆိုးရိပ်တော့ဟိုကဖြစ်ပါစေဆိုပြီးတော့စိတ်နဲ့ပြောတာမဟုတ်ဘူးကောက်ွယ်နိုင်ပါစေဆိုလဲစိတ်နဲ့ပြောတာ ဒီလိုမျိုးတရားမျှတမှုအမတ်တရားဖက်ကနေတိုက်ပွဲဝင်တယ်ဆိုပေမဲ့ပြန်ပုံငွေထောက်ပံ့တဲ့သူတွေကအခက်မသိရင်တရားရင်ဆိုင်ရတာတို့အဖက်ခံရတာတို့ပိုင်ဆိုင်မှုတွေဆုံချုံတာတို့အထိကြီးမားတဲ့ဆုံချုံမှုတွေတော့ကျော်ရနိုင်တယ်။ဒါဆိုဗာဆက်လုံးမလဲ။တေချာတွေးထားဖို့လိုတယ်။ဒါဟာသူတို့နိုင်ငံမှာကခိုင်မာတဲ့တရားဥပဒေရှိတယ်။မဟုတ်လားကျွန်တော်ပြောတော့ပြောတာထောက်ပြတာအဲ့ဒါသတိထားဖို့အရေးတအားကြီးနေပြီ။ ဖြစ်စေချင်တယ်ဆိုရင်မပြောပဲထားလိုက်မှာပဲမဖြစ်စေချင်လို့ပြောနေရတာမြမမြမတော်လိုက်ရေးဟာတရားရေးဆိုင်ရာပြဿနာကင်းတဲ့ဘာသာရေးလှုပ်ရှားမှုလားဒါမှမဟုတ်ရတူတူတိတိကျကျမတတ်မှတ်ရောက်သေးတဲ့ငြိမ်းချမ်းရေးပုံစံနဲ့အကြမ်းဖက်နေတာလားတိကျတိကတော်လိုက်ဆိုတာနိုင်ငံရေးပြဿနာကိုအင်အားသုံးဖြည့်ရှင်းတာ တော်လိုင်းရေးဆိုတာလက်လက်ကိုက်တော်လိုင်းရေးဆိုတာနိုင်ငံရေးပြဿနာကိုအားတုံးဖြည့်ရှင်းတာကျွန်တော်ပြောတာလက်ခံမခံကိုယ့်ဘာသာကိုယ်ပြန်စဉ်းစားကြည့်အားတုံးဖြည့်ရှင်းတာနိုင်ငံရေးပြဿနာကိုလက်လက်ကိုက်တော်လိုင်းဆိုတာကနိုင်ငံကအမြင်မှာအမျိုးသားလွတ်မြောက်ရေးဖြစ်နိုင်တယ်လို့တချို့အမြင်မှာအကြမ်းဖက်ပြည်တွင်းအကြမ်းဖက်မှုဆိုပြီးတော့လည်းမြင်ချင်မြင်ပါပဲတော့ဟာဘာဖြစ်လဲညာဖြစ်လဲဆိုသွားရှင်းပြနေလို့မရဘူးသူတို့နိုင်ငံအမြင်ဥပမာ အမေရိကန်ကကာဒက်ပီကေကေသူတို့ကိုတိုက်နေလို့ဂျပန်ဖွဲ့လို့တတ်မှတ်တဲ့ဆိုပေမဲ့တူရကီပြည်တွင်းမှာတော့အာနာဖီဆန်မှုကိုတုတ်ပြန်တဲ့အဖွဲ့ဆိုပြီးမြင်တော့ပဲအမေရိကန်ကသူ့ကိုတိုက်လို့အကြမ်းဖက်ဆိုပြီးတတ်မှတ်ထားတယ်ပြည်တွင်းမှာကဒါဟာမတရားမှုကိုတွန်းလှန်တာအဲ့လိုမျိုးမြင်နိုင်တယ်ညမတော်လာရတဲ့အဲ့လိုပဲဘယ်နှဖက်ကွဲပြားတဲ့အမြင်တွေကြားထဲမှာယက်တိနေတယ်ဒီနေရာမှာမတူညီတဲ့အမြင်၃ခုကိုပြောပြအောင်မယ်။နံပါတ်၁ တရားဥပဒေဗဟုချက်တဏ္ဍာကလည်းတဏ္ဍာကရဲ့တရားဥပဒေဟာဓာတ်သွားလို့ပဲအဖျားလည်းထက်တယ်လို့အရင်လည်းထက်တယ်အမေရိကန်ဥပဒေရအရာသားကိုပြင်မှတ်ထားတိုက်ခိုက်နေတဲ့သူတွေကိုထောက်ပံ့သူဟာတရားခံသည့်ဖြစ်နိုင်တယ်ဒါဟာ IUGC ရပြည်ဟာစေအနာရှင်နဲ့မတူတဲ့တရားလက်လော့တရားမဲ့တပ်ဖြတ်နေတော့လားဆိုတဲ့အခွင့်အရေးတောင်းဆိုသူတွေလာ ဘလို့လဲဘာလဲဆိုတော့မိကောင်းနေထွက်လာရင်အန်ဒီတော့အကြီးတယ်။တရားဥပဒေရဓာတော်ဟာဘသူစီကိုဥတီသွားမလဲစဉ်းစားဖို့လိုတယ်။ကျွန်တော်နိုင်ငံမှာဥပဒေဘာမှမရှိဘူး။သူများနိုင်ငံမှာရှိတယ်ဥပဒေ။အဲ့ဒါကိုကြော်လွန်ပြီးထုတ်တဲ့ပုတ်ရိပ်မျိုးဘုံဝင်သွားအောင် ထိုက်ဖို့လိုတယ်။နောက်ထပ်နံပါတ်2ကလူခွင့်ရေးဖို့လူခွင့်ရေးဆိုတာလည်းအဲ့လိုပဲတန်လိုက်အိမ်မြောက်လိုပဲဒီတရုတ်နောက်မှာတော့ဘာမှမရှိဘူး။နောက်နိုင်ငံတွေမှာဒီမိုကရေစီလူခွင့်ရေးပြန်ဖို့ထားတယ်။ဒီတော့ မန်ကန်နဲ့လမ်းကြောင်ကိုကျွန်တော်တို့ကပြနေပြီမဲ့နော်ဘသူ့ကိုလမ်းပြနေတယ်ဆိုတော့လည်းပြန်မေးခွန်းထုတ်ဖို့လိုတယ်တော်လိုက်ချက်မှာတချို့ဖွဲ့တွေအရသာထိခိုက်မိတာလို့2020 2023တုသိတနာစာတမ်းမှာလက်လောက်သက်ပဲတက်ဖြတ်တဲ့အ PDF တွေကအကျန်းဖက်တယ်ဆိုတော့စစ်တမ်းမှာတော့ပါလာခဲ့တာပဲတကယ်အဲ့တော့ PDF အကျန်းဖက်မဟုတ်ဘူးဆိုတော့ကျွန်တော်တို့ကလောကငင်းတယ်အချက်ကလေးကတကယ်အဲ့လိုသာအကျန်းဖက်ဟိုသူတို့မတိစိမ့်မှာတိစိမ့်မှာဆွဲသွားပြီဆိုတော့နဲ့ထောက်ပံ့ဝန်းရနေတဲ့သူတွေကအကျန်းဖက်ဝင်ွေကြီး ဖောက်ပန်းလဲဆိုပြီးပြဿနာတက်မှာအလုံးဘာထုတ်ခံမှာဟာဟာတော်လိုက်ဖွဲ့တချို့တချို့အဖွဲ့တွေနော်မစီစစ်ဘူးတည်တယ်မှာလဲအဲ့လိုပဲအရာတတိခိုင်းမိရင်လူခွဲဖွဲ့တွေကအပြစ်တင်နေဘာဖြစ်လဲညာဖြစ်လဲပြည်သူတွေကဆန္ဒပြနေကြပြီတော်လိုက် UNG ကိုစဉ်းစားကြည့်ဟာဟာတော်လိုက်ရေးဟာလူခွဲရေးပြန်ရဖို့လူခွင့်ရေးပေါ်လာဖို့ကောင်းမြတ်ဖို့ဆင်နွှဲနေတာမဟုတ်ဘူးလားဆိုတဲ့မိကောတွေ မေးလာနိုင်တယ်ကျွန်တော်တို့ထပ်မကလူခွင့်ရတန်ဖိုးမရှိပေမဲ့သူများနိုင်ငံမှာရှိတယ်ဒီလိုမျိုးအခြေအနေကတော်လိုင်းရဲ့မျော်မှန်းချက်ဘယ်လောက်ထိတက်ရောက်နိုင်လဲကြိုတင်စဉ်းစားပြီးထိကြောင်းဖို့လိုတယ်မဟုတ်ရင်ကန့်ကွက်ဖို့လိုတယ်နောက်နံပါတ်3ကနိုင်ငံတကာရဲ့တာတမန်ဗဟုချက်တာတမန်ရေးရတယ်အဲ့လိုပဲစစ်သူရင်လိုပဲနော်သူတို့တွေကအကျိုးစီးပွားနဲ့သွားတာလက်တစ်ဖက်ကရွှေ့နေပေမဲ့နောက်တစ်ဖက်ကလည်းတံပြန်လှောင်ရှာမှုဆိုတာရှိတယ် ဘာလို့ဆိုရင်သူတို့ရဲ့ကုညီမှုတွေတိုင်းအကျိုးရှိရလားဆိုတာစစ်ဆေးတာလေရှိတယ်အခုဘိုင်ဒန်ကိစ္စမှာ track ကနေပြီးတော့ USAID ကိုပြန်ပြီးတော့စစ်ဆေးတာမျိုးအလုပ်ပိတ်ချလိုက်တာမျိုးအဲ့လိုမျိုးတွေရှိတယ်အဲ့ဒီမှာတော့ဗျမ်းမတော့အတန်တွေထွက်လာတဲ့ဟာတွေကသူတို့သိပြီးသားတွေဒီတော့တတိထားဖို့လိုတယ်ဒီတော့တန်တမန်တွေကတော်လိုက်ရေးကိုနော်တော်လိုက်ရေးကို လက်နဲ့ကန်ပြီးအကြမ်းဖက်နေတဲ့စစ်တပ်နဲ့တူတယ်လို့မမြင်ချင်ပေမဲ့အကြမ်းဖက်ကိုတတ်မှတ်တဲ့သဘောတရားဟာအကြမ်းဖက်ကိုတတ်မှတ်တဲ့ဆန့်ချိန်ဆန်လုံးပေးတံတွေဟာစစ်ကောင်စီ UNG တူတူမျိုးမြင်သွားလို့ကတော့သွားပြီးနော်အားလုံးလိုက်ပြီးအားလုံးမထုတ်ပြတဲ့ပြဿနာထရန့်ကလှုပ်တယ်နှစ်ဖက်စလုံးအကြမ်းဖက်ဆိုတဲ့အမြင်ကိုရှောင်ချင်ပေမဲ့ဒီကြည်ပစ္စည်းအသက်ဆုံးရှုံးမှုစီးရင်တွေစစ်ကောင်စီရဲ့အော်နေတဲ့မဟုတ်ကောက်ကတွေပြဿနာကိုရှုပ်ထွေးစေတယ် ဒီကစားပွဲမှာတော်လာရဘသူဖက်အမှန်တရားဘာမှလဲဆိုတာဒီမိကောထောက်လာတဲ့အတန်တွေကိုမဖြေရှင်းပို့ဆူသွားနိုင်တယ်ဟုတ်လားကျွန်တော်ပြောတော့ကိုယ့်အတော့ကိုစဉ်းစားအခုအဲ့လိုမျိုးကွဲလွဲမှုတွေကိုခိုင်ခိုင်မာမာဘာမှမသိရန်သူတော်ဘာမှမသိရှင်းရှင်းပြောဒလန်ကိုဘယ်လိုဆန်လို့နေတဲ့ဒလန်ဆိုပြီးတတ်မှတ်ထားရလဲပောက်ကရလက်ညှိုးထိုးပြီးတော့ဒလန်ပုံကိုရတိုက်ခိုက်မှုလည်းဒလန်ပြဿနာတက်လိုက်မယ် ကြံတနာအစပေါ်နေပြီ။ဒါတကယ်ပြောတာချိန်ချတော့မဟုတ်ဘူး။ကိုယ့်အတော့ကိုစင်ချင်နိုင်ပါလေအကျတော့ပြောတဲ့အပေါ်မှာဒါတွေကတော်လိုင်းရဲ့အသက်ရှူလမ်းကြောင်းပိတ်ပြီးရက်သက်သွားလိုက်တဲ့အခြေအနေနဲ့ရှိလို့ကျွန်တော်တို့ပြောနေရတာ။ကောက်ွယ်ပေးနိုင်မယ့်အရေးပေါ်အောက်ဆီဂျင်ပိုက်တွေနဲ့တူတဲ့အများလားစားစစ်ပြီးတော့ပြင်ဆင်နေဖို့လိုတယ်အောက်ဆီဂျင်ပိုက်ပြုတ်ပြီးတော့ဆေးရုံမှာအိတ်ခိုင်းထားတဲ့လူမျိုးဖြစ်နေလို့မရဘူးပြီးတော့ပြောပြချင်တာကနံပါတ်1အရသာဥဆောင်တဲ့ထောက်လန်းရေးဥပဒေရေးရာ အဖွဲ့စစ်ပွဲတွေဂျာတန်မှာပါဝင်နိုင်ဖို့အဖွဲ့တစ်ဖွဲ့လိုတယ်။အဲ့ဒီအဖွဲ့ဟာတော်လိုင်းကြီးကငါတို့တော်လိုင်းကြီးကအကြမ်းဖက်မဟုတ်ဘူး။ငါတို့ဟာဖက်ဒရယ်ကိုအကြမ်းဖက်သိမ်းယူလာတဲ့စစ်တပ်ကိုဆန္ဒပြလို့မရလို့အဲ့လိုလုံးနေရပါတယ်ဆိုတော့အထောက်ထားတွေနဲ့တိဆောက်ပြီးတရားရေးဖိုင်မာတဲ့တော်လိုင်းကြီးတခုတရားဝင်မှု အဖြစ်ရအောင်ဖော်ဆောင်ဖို့လိုတယ်။တော်လာရေးတရားမဝင်အကြမ်းဖက်သွားနိုင်တယ်။ UNG ရဲ့ဒီပလိုမစီအင်္ဂလကတန်တမာကြီးကြောက်ဆုံးမှုဟာအကြမ်းဖက်ဖြစ်သွားနိုင်တယ်။ ဒါဟာတော်လိုင်းရဲ့အရင်ခွင်တွေကဒီတရားမျှတမှုမွေးဖွားဖို့အရသာဥဆောင်တဲ့အဖွဲ့အဖွဲ့လို့တယ်။နံပါတ်1အဲ့ဒီမဟာပြောင်းလဲဆက်သွယ်ရေးအဖွဲ့အဖွဲ့လည်းလို့သေးတယ်။အဲ့ဒီအဖွဲ့အဖွဲ့လုံးလည်းရတယ်။ဒါဟာတော်လိုင်းအဖွဲ့ကြီးတွေရဲ့စကားဝိုင်းနိုင်ငံကတန်တမန်ကြားထဲမှာတန်တမန်တွေရဲ့ဘာသာစကားကြားကဒီလိုအကာဖြစ်နေတဲ့အနောက်နိုင်ငံကတန်တမန်တွေကကောက်ထားတဲ့မရှင်းမလင်းမြင်နေတဲ့မြင်ကွင်းတွေကိုဖြိုချဖို့မဟာပြောင်းလဲဆက်သွယ်ရေးအဖွဲ့ကို ထည့်ပေးရမယ်။ဒါအကြမ်းဖက်မှုကစစ်ကောင်စီအာဏာရှင်စားကြည့်ရတော့လိုက်ရေးအဲ့ဒါကိုရှင်းရှင်းလင်းလင်းပြောနိုင်တဲ့လူတွေထည့်ပေးဖို့လိုတယ်။အဲ့ဒါကိုစကားအဖြစ်ပြောင်းပြီးထိရအောင်ပေးပို့နိုင်ဖို့လိုတယ်။ဖန်တီးဖို့လိုတယ်။စစ်အာဏာရှင်ကမီခိုးတွေမိုင်းတိုက်တယ်လို့တိုက်နေတာအဲ့ဒါကိုအဲ့ဒါကိုအဲ့ဒီအဖွဲ့ကနေပြီးတော့ရက်ခတ်ပြီးရှင်းထုတ်ပြဖို့တိတိယဖြည့်ရှင်းပေးဖို့လိုတယ်။ strategic communication unit အဖွဲ့တစ်ဖွဲ့ ဒါမှမဟုတ်လည်းအရာသားဥစ္စာနဲ့ဖွဲ့ထည့်ပေးရမှာ CSO IRG တွေကဘာလုပ်နေမှန်းတော့မသိဘူးတကယ်အဲ့လောက်ကောက်ွယ်ရမှာ6ဒေါ်လာရေးဟာအကျန်းဖတ်မဟုတ်တဲ့ဆိုတဲ့အကြောင်းပြောရမှာနံပါတ်3ပပတီတရားပကုဒါတွေဟာနိုင်ငံတကာဥပဒေကြားတဲ့ဂျားဝင်စစ်စပ်ပေးဖို့လိုတယ်ခင်ဗျားတို့ပြောနေတပ်ပတီဘာပြညာဖြစ်လဲခင်ဗျားတို့မှန်ရင်တပ်ပတီရအကျိုးရှိတယ်တပ်ပတီ international legal mediator ညနိုင်ပေးနိုင်တယ်သူတို့တွေကအေးစိတ်ချဆိုင်ခင်းယူဖိုက်တက်လို့တော့ဒီတတ်တမန်တော့ခတ်လို့တော့မရဘူးဗျာတဘောပေါ့မှာပါခုနပြောတဲ့တတိယပတ်တိတွေအလကားနေလုံးနေတာနော်နီးပညာတောက်ပြီးတော့မှတ်တမ်းတွေတင်တယ်ကျွန်တော်တို့မှဆို data တွေအများကြီးရှိတယ်ဒါကြောင့်ကျွန်တော်တို့အစက်ကောက်တိတလန်တပ်ပတ်တိဆိုပြီးဆွဆွဲမလို့လားကျွန်တော်တို့ data တွေ draft file ထဲမှာ email တွေပို့ရုပ်ပဲဒါပေမဲ့ပို့လိုက်ရင်အဲ့လိုဖြစ်သွားနိုင်တယ်ဆိုပြီးတော့အစက်ကအစုကအောက်အီးထိမ့်သိမ့်နေရတာကျွန်တော်တို့က အခုချိန်ဒီစင်ချေနိုင်လို့ကျွန်တော်စီကပေါ့ဖို့မရှိဘူးအဲလာပြောရင်ဒေါသထွက်ပြန်ပြောရတာပဲရှိတယ်လူသားချင်းစာနာမှုထတော့ဥပဒေဇယားတွေရှိတယ်လိုက်နာတဲ့အခြေအနေတွေအဲ့ဒါတွေကိုခက်ခဲမမပေါ်လင်အောင် narrative ဖော်ပြအမှန်တိုင်းဖော်ပြနိုင်ငံတကာတန်တမန်အမြင်ကိုရှင်းရှင်းလင်းလင်းဒေါ်လာထက်ကအကောင်မြင်အောင်ပြောင်းလဲပေးနိုင်ဖို့ကြိုးစားဖို့လိုတယ်အဲ့ဒီပညာရှင်တွေတောင်းဖို့လိုတယ်မှန်ကန်တဲ့အလင်းကိုနိုင်ငံတကာစီပေးစွမ်းနိုင်မဲ့ မန်ဘလူးတွေအလင်းပြသူတွေဖြစ်ဖို့လိုတယ်ဒါတတိယပတ်ဒီကိုတောက်ချလို့ရတယ်ကျွန်တော်တို့မဟုတ်တော့ပညာရှင်တွေရှိတယ်ထုတ်ကြရင်တော်လန်ရေးဟာတရားမြတ်တမှုပြ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 ဟောက်ရလားဆိုတော့မိကွန်တတိယမဝင်ဝအောင်နိုင်ငံတကာရဲ့အမြင်ကိုရှင်းထုတ်ပြဖို့လိုတယ်မဟုတ်ရင်ပြပကငွေကြေးထောက်ပံ့သူတွေအကုန်လုံးကမနှက်ခံတရားရုံးမှာအမှုရင်ဆိုင်ရမယ့်အခြေအနေဖြစ်သွားနိုင်တယ်ဒါချိတ်ချတော့မဟုတ်ဘူး အဲ့ဒီအဖြစ်တွေအားလုံးကကျွန်တော်လက်ထက်မှာပဲလုံးလို့ရတယ်မကန်တဲ့နီလန်းရန်ပုံငွေစီမံခန့်ခွဲမှုနိုင်ငံကဥပဒေတွေကိုအလေးထားလိုက်နာမှုခရောက်တဲ့ဆက်သွယ်ရေးမဟာဗျူဟာတွေအသုံးချဖို့လိုတယ်အဲ့လိုမတော်တဲ့နော်တော်လိုက်ရအမောင်ထရီထွက်လာမှာအလင်းကိုရောက်လာမှာအခုကအမောင်ထဲမှာရုပ်ကန်နေရတဲ့တော်လိုက်ရေးဒါဟာမနေ့ဖြန်မှာတာယောင်မဲ့စစ်ပွဲတစ်ခုပဲ